ငလင်တန်ကြောင့်ကျွေးလွင်ခဲ့ရတဲ့ကြောက်စဲမူဂျိုကရင်သွေးလေးရဲ့မိဘတွေကိုတွားရောက်နှစ်သိမ့်ခဲ့တဲ့ဖြစ်ဖြစ်ထွေးပရိသတ်များလုံးမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုင်ငံကျော်ဆဲလီဖြစ်ဖြစ်ထွေးတယောက်ကြောက်စဲမျိုးကိုရောက်ရှိနေပြီးတော့ငလင်ဘေးကြောင့်ကလွန်သွားခဲ့ရတဲ့မူဂျိုចောင်းသားလေးတွေရဲ့မိဘတွေကိုတွေးဆောင်ပြီးတော့ကုညီမှုတွေကိုပြုလုပ်ပေးနေရဖြစ်ပါတယ်။ ပြည်သူတွေချင်းရတဲ့အနုပညာရှင်၁၄ပေါင်းများစွာတဲ့ကမှတကယ်ကောင်မှမုံမြတ်တဲ့စိတ်ဓာတ်လေးကိုပိုင်ဆိုင်ထားခဲ့သူကတော့ဖြူဖြူတွေးပဲဖြစ်ပါတယ်။ဖြူဖြူတွေကယောသားဖြူစင်တဲ့တောသူမာလီတယောက်ဖြစ်ပြီးတော့စကားပြောဆိုပွင့်လင်းတာကြောင့်အမြင်မကြည်ကြတဲ့သူတွေရှိပေမဲ့စိတ်ဓာတ်ကတော့အင်မတန်ဖြူစင်လာပါတယ်။ပြည်သူတွေအခက်အခဲကြုံတွေ့ရတဲ့ချိန်တိုင်းမှာလည်းရှေ့ဆုံးကနေရှိနေသေးရဖြစ်ပြီးတော့ အခုလည်းပြည်သူတွေအတွက်အားပေးနေတဲ့ရင်နဲ့ကုညီမှုများစွာပြုလုပ်နေရကိုတွေ့ရပါတယ်။အခုတခါမှဆိုရင်တော့ရော်တရဆန်စွာကြုံတွေ့ခဲ့ရတဲ့ငလင်ဘေးကြီးမှဆုံရှုံသွားခဲ့ရတဲ့မူကြိုးចောင်းသားလေးတွေစီကိုကိုရိုင်းသွားရောက်တွေ့ဆုံပေးနေရဖြစ်ပါတယ်။ ငလင်တန်းကြောင့်ကလွန်သွားခဲ့ရတဲ့သူတွေများပြားနေခဲ့ပေမဲ့ဒီအထဲကမှတနာစရာအကောင်ဆုံးကတော့ဘာမှအပြစ်မရှိရိုးသားဖြူစင်ကြတဲ့မူโจအရွယ်ចောင်းသားတွေပဲဖြစ်ပါတယ်။မိဘရှင်ဝင်ကနေခွဲခွာပြီးတော့မူโจចောင်းမှာတက်ရောက်ပြီးတော့ပညာသင်ကြားနေကြတဲ့ចောင်းသားလေးတွေကအခုချိန်မှာမိဘတွေရဲ့ရှင်ခွင်ကိုဘယ်တော့မှပြန်မလာနိုင်တော့ပါဘူး။အရင်တုန်းကတော့မိဘတွေចောင်းကျို့ចောင်းပုတ်ပြီးမှသွားတက်လာတတ်တဲ့ကလေးလေးတွေကအခုချိန်မှာတော့သွားလို့ရကိုသွားနိုင်ပြီဆိုတဲ့အမိန့်စာထုတ်ပြန်ခြင်းကိုခံခဲ့ရပြီဖြစ်ပါတယ်။ဒီအចောင်းတွေကိုကြားသိရတော့ ော့နှလုံးသားရှိရဲ့ပြည်သူတွေတိုင်းတကယ့်ကိုစိတ်မကောင်းကြီးစွာနဲ့ခံစားပြီးတော့ငိုကြွေးနေကြရပါတယ်။ပြည်ပြည်တွင်းကလည်းစာနာထောက်ထားတဲ့လူသားတယောက်ဖြစ်တာကြောင့်ဒီအကြောင်းတွေကိုကြားသိလိုက်ရတဲ့အချိန်အင်မတန်ဝမ်းနည်းခံစားခဲ့ရပြီးတိုင်းနိုင်ငံများအကူအညီပေးဖို့တော့လှုံ့ဆော်ခဲ့ပါတယ်။ ငလင်ဘေးကိုကြုံတွေ့ရပြီးရဲ့နောက်ရက်ကလေးကအလူငွေတွေများစွာနဲ့ကိုရိုင်းလူတန်းတွေရဲ့ဖြူဖြူတွေကကြောက်ဆယ်မျိုးလေးကိုအရောက်လာပြီးတော့မူโจကလေးလေးတွေရဲ့မိဘတွေနဲ့တွေ့ဆုံပြီးအားပေးနှစ်သိမ့်စကားတွေကိုပြောပြနေခဲ့ပါတယ်။အခုမှလူလောကရဲ့ကိုရောက်ရှိရမကြသေးတဲ့မူโจအရွယ်ကလေးလေးတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့မိဘတွေအနေနဲ့ဘလောက်ထိတောင်မှခံစားနေရတယ်ဆိုတာကိုနှိုင်းရှင်ပြီးတော့ပြောပြလို့တောင်မရခဲ့ပါဘူး။ဒါကြောင့်ဖြူဖြူတွေလည်းတတ်နိုင်တယ်များတော့အားပေးနှစ်သိမ့်ပေးနေခဲ့ပြီးတော့မိဘတွေတအူးကိုငွေကျပ်၅သိန်းချီထောက်ပံ့လူတန်းပေးခဲ့ ာဖြစ်ပါတယ်။သူမလူတန်းခဲ့တဲ့ပမာဏကအများကြီးအထောက်ကူမပြုတ်ဘူးဆိုရင်တောင်လိုအပ်တာလေးတွေကိုအသုံးပြုလို့ရလောက်တဲ့အနေအထားဖြစ်ပါတယ်။အဓိကကတော့ကိုယ်တိုင်တွေးဆောင်ပြီးတော့အားပေးနေတဲ့စကားပြောတာနဲ့တင်ကိုမိဘတွေအတွက်အနည်းငယ်လောက်ပဲဖြစ်ဖြစ်စိတ်သက်သာရရသွားစီမှာပါ။မူကြိုချောင်းရှိမှဆိုရင်တော့ကလေးလေးတွေရဲ့ကြံ့ရင့်နေတဲ့ကြောပေါ်ဤကလေးတွေနဲ့ဖြစ်မစင်နိုင်အောင်ဖြစ်နေရှာတဲ့မိဘတွေရဲ့ပုံရိပ်တွေဟာဆိုရင်တကယ်ကိုမှယဉ်နှင်းပွင့်ရာကောင်းပါတယ်။ ဒီငလင်ပေကြီးကတော့ပြည်သူတွေအတွက်ဆုံးရှုံးမှုတွေများစွာယူဆောင်လာခဲ့တယ်လို့ဒီအထက်ကမှမူကျအွယ်ကလေးလေးတွေကိုဆုံးရှုံးလိုက်ရတဲ့မိဘတွေအနေနဲ့ဘလို့မှဖြေမစင်နိုင်ကြတော့ပါဘူးကလေးလေးတွေကိုသွားလို့ရသွားနိုင်ပြီဆိုပြီးအမိန့်စာထုတ်ပြန်နေတဲ့စကားတွေကလည်းတကယ်ကိုမှမကြားချင်ဆုံးစကားအသံတွေဖြစ်ပါတယ် ဒါကြောင့်ဒီလိုမျိုးကလေးလေးတွေကိုဆုံးရှုံးလိုက်ရတဲ့မိဘတွေကိုတတ်နိုင်သမျှအားပေးကူညီပြီးတော့နေနေလောက်ပဲဖြစ်ဖြစ်စိတ်သက်သာရရရှိဖို့အတွက်ဖြူဖြူထွေးကစွမ်းဆောင်ပေးခဲ့ပါတယ်။ပြည်သက်ကြီးတို့အနေနဲ့လည်းအခုလိုမျိုးငလင်းပေးကြီးကြောင့်အရွယ်မြောက်သေးတဲ့မူဂျိုကလေးလေးတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတယ်။မိသားစုဝင်တွေတတ်နိုင်သမျှအားပေးနေတဲ့စကားလေးတွေပြောပြသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။